သူမအောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေပျော်ရွှင်သည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေမိနာကနေအမြဲတမ်းအားပေးခဲ့တဲ့မိဘနှစ်ပါးအတွက်ပန်းလိုင်အင်ယာတွေကတိမ်မောင်းတောင်းချီတန်းတဲ့အင်ကြီးကိုဝယ်ယူကဂျေဆုဆက်ကတော်ခဲ့တဲ့တရားဆောင်ယုံဝီလွင်မုံမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့တရင်ကျော့ကာလာတော့ကတရားဆောင်ယုံဝီလွင်မုံကမိဘနှစ်ပါးဖြစ်တဲ့တရားဆောင်ဦးလွင်မုံနဲ့ဒေါ်မေသူတို့အတွက် ရန်ကုန်မြို့ပန်းလိုက်အင်ယာတဲကတိမ်မောင်းတောင်းချီတန်းတဲ့နေအိမ်ကြီးကိုသတင်းကျွတ်အတွက်ကျေးဇူးဆက်ကတော့ခဲ့တာပဲဖြစ်ပါတယ်။ရုံးဒီလွင်မိုးအတွက်တော့သူမရဲ့မိဘနှစ်ပါးကသူမအပေါ်မှာအကောင်းဆုံးပညာတွေကိုသင်ကြားပေးနိုင်ခဲ့တယ်လို့သူမနိုင်ငံရဲ့ခြားမှာကျောင်းတက်နေစဉ်အတွင်းလေသူမရဲ့သားလေးအတွက်အဖိုးအဖွားတာဝန်တွေကိုခြေပေါ်နာထက်ပိုခဲ့ကြသူတွေဖြစ်ပါတယ်။ အင်အောင်ရေးအစင်မပြေလို့လမ်းခွဲခဲ့ပြီးစင်ငယ်မာသားတယောက်အနေနဲ့မြန်မာနိုင်ငံကိုပြန်လာခဲ့တဲ့အချိန်မှလည်းမိဘတွေစီကအနှွေးထွေးဆုံးဘဝကိုပြန်လည်ရရှိခဲ့တာဖြစ်ပြီးဘဝတစ်လျှောက်လုံးမမမမတ်ရည်တည်နိုင်မှုအတွက်လည်းဘေးကနေခွန်အားတွေအများကြီးပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ယုံရီလင်မိုးကသူမဘဝရဲ့အကြီးမားဆုံးကျေးဇူးရှင်မိဘနှစ်ပါးကို သူမရှာဖွေထားတဲ့ငွေကြေးတွေနဲ့ဝယ်ယူကြတော့ပေးခဲ့တာပဲဖြစ်ပါတယ်။ယုံရီလင်မိုးဟာ ိုင်ငံသားကနေပြန်ရောက်လာပြီးအနုပညာလောကတွေကိုပြောင်းဝင်လာတာမကြသေးပေမယ့်သူမရဲ့အနုပညာကြီးကမြန်မာနိုင်ငံကထိတ်တန်းမင်းသမီးတွေနေပါအထိရောက်နေတဲ့အတွက်တလားတလားဝင်ငွေမြောင်များစွာရရှိနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေသူမအနေနဲ့ထိတ်တန်းမင်းသမီးတွေထက်တောင်ဝင်ငွေစံချိန်တင်ရှာဖွေနိုင်တဲ့သူဖြစ်တဲ့အတွက်မိဘတွေကိုအခုလိုပြေဆုံးတဲ့ဘဝမျိုးပြန်လည်ကျေးဇူးဆက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။အခုလက်ရှိမိဘနှစ်ပါးအတွက်ဝယ်ယူကြတော့ခဲ့တယ်။ တိန်တောင်းချီတန်နဲ့ပန်းလိုက်အင်ယာကအစင်းမြင့်နေရာမှာဖြစ်ပြီးဂေါ့ဖ်ရိုက်တာဝါသနာပါတဲ့ဖခင်ဖြစ်သူဦးလင်မိုးအတက်လဲအစအစအရာရာတင့်တော်တဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်ဘလို့ပဲဖြစ်ဖြစ်သမီးကြီးတယောက်အနေနဲ့အားကိုးနေရပြီးသူမဘဝတစ်လျှောက်လုံးကိုဘေးကနေဖြည့်ဆည်းပေးခဲ့တဲ့မိဘနှစ်ပါးအတွက်အခုလိုပြန်လဲစည်းစူးဆက်နိုင်တာဟာဝမ်းသာစရာတစ်ခုပဲဖြစ်ပါတယ်